ားလုံးပဲမင်္ဂလာပါရှင်။စမိုင်းရဲ့ Rare Audio Book Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ညတင်ဆက်ပေးခြင်းနဲ့ဇာလန်းလေးကတော့ဇာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့ဘိုးတော်ဘေးနဲ့ဇက်ကုန်းဆိုတဲ့ဝိတ္ထုလေးရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရစေ။စမိုင်းရဲ့ Channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ Like and Subscribe လေးလုပ်ခဲ့ပြီးတော့ဇာလန်းတလေးတွေတင်လိုက်အမြဲတရှိနိုင်ဖို့အတွက်ဘေးက notification လေးကိုလည်းနှိပ်ထားပေးပါဦးနော်။မောင်လေးစားပါကွယ်မောင်လေးကအစာနည်းလိုက်တာ ကျုပ်မစားနိုင်တော့ဘူးဗျအီနေပြီခြေပြေးချင်းစားပါကွယ်မိုးတောင်မလင်းသေးဘူးရမကာရီလည်းမကုံသေးဘူးလေကျုပ်ကအမားတို့ကိုအားနာလို့သာစားနေရတာအမှန်ဆိုမစားချင်တော့ဘူးဘာလဲအမားတို့ကျွေးရဲ့အစားအသောက်တွေကမကောင်းလို့လားမဟုတ်ပါဘူးဗျာကောင်းပါတယ်ကျုပ်တသက်တလောက်ကောင်းတဲ့အစားအသောက်တွေကိုမစားခဲ့ဘူးပါဘူးဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လို့လဲမောင်လေးငင်းကိုကြည့်ရတာစိတ်မကောင်းဖြစ်နေတယ်လို့ပဲညနာလည်းမကောင်းဘူး ကျေဝန်းတန်ရှင်ပြီးအယောင်များတောက်ပနေတဲ့အလားခန္ဓာတောက်ပနေတဲ့အင်ကြီးထဲမှာမင်းမင်းအားကြီးမွေးဧကန်လိုနေလေးရာသူ့အားခေါ်ဆောင်လာတဲ့မင်းမပြိုလေးနှစ်ယောက်အပြင်လှပချောမောတဲ့အရွယ်ဆုံးမင်းမပြိုလေးတွေကိုပါမင်းမင်းကမြင်တွေ့နေရလေးတဲ့ထိုမင်းမပြိုလေးများကလည်းရှုံးလဲ့တဲ့မျက်ဝန်းနေနဲ့မင်းမင်းကိုကြည့်နေလေးရာမင်းမင်းတယောက်ရင်ဖို့လို့ပဲနေလေတော့တယ်စက်တကောင်လုံးကိုရေးအောင်ကင်ပေးထားတဲ့အပြင်ဝက်ကောင်လုံးကိုအခေါင်များကျွတ်သည့်အထိကြော်ထားတယ်ဝက်ကောင်လုံးကြော့ အမေစုံလင်လာတဲ့ဟင်းနေနဲ့အမျိုးစုံလင်လာတဲ့အသည်အနွမ်းနေနဲ့ဇပွဲဝိုင်းကအတော်ပင်ပြေဆုံးလာလေတယ်။မင်းမင်းကသူတယောက်တည်းအခုကဲ့သို့စားတော့နေရသဖြင့်တဖမ်းမင်းအောက်မှာဗိုက်ဆာဆာနဲ့အိတ်ကျော်နေတဲ့ဦးကြီးဖြစ်သူကိုတရိယာနေကထုံနေရစီကိုပဲပြန်သွားခြင်းနေမိတော့တယ်။ဒါကြောင့်သူကစိတ်ထဲမှာဖြစ်နေတဲ့သူရဲ့သဘောထားကိုမင်းမပြိုလေးတွေကိုပြပြလိုက်တယ်။ အချားတော့မဟုတ်ဘူးကျုပ်ကဒီမှာပြပြပပစားတောက်နေတယ်တပတ်မင်အောင်မှာကြံခဲ့တဲ့ကျုပ်ပါကြီးကတော့ဆဆလာလောင်နဲ့အိတ်နေရတာကျုပ်မတရားဘူးလို့ထင်တယ်။အော်ဒါများမောင်လေးရဲ့အမစီစဉ်ပေးထားပါတယ်မင်းကိုမင်းဦးကြီးကအေးအေးစစ်စစ်နေတဲ့ဟုတ်လို့လားဗျာဒါလေမင်းကအမတို့ကိုမယုံဘူးလားအဲ့လိုလည်းမဟုတ်ပါဘူးမင်းမင်းကနှုတ်ကသာမဟုတ်ပါဘူးဟုပြောလိုက်မိတော့လေစိတ်ထဲမှာတော့တိတ်ပြီးမယုံကြည်ပဲဒါကြောင့်မျက်နာမရွှင်မလန်းဖြစ်မြဲဖြစ်လို့နေတယ် ထိုအခါမိမပြိုလေးနှစ်ယောက်ကတယောက်နဲ့တယောက်ကြည်လိုက်ကြပြီးတော့မမစုပြည့်မောင်လေးကညီမတို့ကိုမယုံဘူးထင်တယ်။ဟုတ်တယ်ညီမလေးဝေမာအဲ့တော့မမတို့ဘလို့လောက်တန်လဲ။မောင်လေးကိုသူ့ဦးကြီးအစင်ပြေနေတာကိုပြလိုက်ကြတာပေါ့။မိမပြိုနှစ်ယောက်ကသူတို့အချင်းစကားအပြန်အလှန်ပြောဆိုလိုက်ကြတယ်။ပြီးနောက်မင်းမင်းဘက်ကိုပြန်လှည့်လာပြီးတော့ကဲမောင်လေးနင်ဦးကြီးအစင်ပြေနေတာမြင်ရရင်မမတို့စီမှာမောင်းလင်းတဲ့အထင်နေမလားပြော။ကျုပ်ဦးကြီးအစင်ပြေတယ်ဆိုရင်တော့ဖြစ်ပါတယ်။ ကဲကဲအဲ့ဒါဆိုရင်တော့မမတို့မင်းဦးကြီးကိုသွားကြည့်ကြတာပေါ့မင်းကမမတို့ကိုမယုံဘူးပဲအဲ့လိုလည်းမဟုတ်ပါဘူးဗျာကျုပ်ဦးကြီးကကျုပ်ဘောအတော်ကောင်းတာဗျကျုပ်ကဒီမှာပျော်ပါးစားတောင်းနေတယ်သူကညကလေးကပိုက်စားနေတာအဲ့ဒါကိုတွေးပြီးတော့ကျုပ်တကူကောင်းဆန်တယ်လို့ခံစားရလို့ပါဟုတ်ပါပြီကွယ်လာလာမင်းဦးကြီးကိုသွားကြည့်ကြစို့မင်းမပြုံနေရောက်ကအရှိမဦးဆောင်ပြီးထွက်သွားလေရာမင်းမင်းတယောက်ထိုင်နေရာမှာမတ်တပ်ရက်လိုက်ချိန်မှာတော့အိမ်မော်မှာရှိနေတဲ့မင်းမချောလေးတွေကမင်းမင်းကိုပြုံးပြလာကြပြီ အကိုမြမတို့စီဆက်ဆက်ပြန်လာခဲ့နော်အကိုမရှိရင်ပြင်းနေမှာမြ мян ပြန်လာနော်ဟုတ်တယ်မြမတို့လည်းအကိုရောက်လာမှပဲပြောရတာမိမချိုးလေးတွေရဲ့ညူတူတူစကားလုံးတွေနဲ့မမင်းကိုပြောလာကြလေရထိုအခါမမင်းကလည်းပြန်လဲပြုံးပြလိုက်ပြီးတော့စိတ်ချပါဗျာကျုပ်ဦးကြီးအစဉ်ပြေတယ်ဆိုရင်ပြန်လာခဲ့ပါမယ်စိတ်ချပါညှော်နေမယ်နော်ကောင်းပါပြီဗျာ မမင်းကအိမ်ပေါ်မှာကြံခဲ့တဲ့မိမပြိုလေးတွေကိုနှုတ်ဆက်ခါရှေ့ကနေထွက်သွားတဲ့စူပြင်းနဲ့ဝေဝေးမှလို့အမြည်ရတဲ့မိမပြိုလေးနှစ်ယောက်နောက်ကိုအမြန်လိုက်သွားလေတော့ရဲ့အိမ်အောင်ရောက်တဲ့အခါမှာစူပြင်းနဲ့ဝေမာကနောက်ကျကြံနေခဲ့တဲ့မင်းမင်းကိုစောင့်နေလိုက်ပြီးမင်းမင်းရောက်လာတာနဲ့စစ်စပွဲမျက်စောင်းထိုးလိုက်ခါမကြေမနက်စကားဆိုလာလေတော့တယ်။မောင်လေးနော်အိမ်အလေခေါ်တာကမမတို့နော်ဟိုကောင်မတွေကိုမမတို့ချက်ပုတ်ခင်လို့မရဘူး။ဟုတ်တယ်အိမ်မောင်ကကောင်မတွေကလည်းတိတ်ခါကိုမရှိဘူး။ မဟုတ်ပါဘူးအမတို့ရာကျုပ်ကိုရိုးရိုးသားသားနှုတ်ဆက်ကြတာပါပြီးတာပါပဲမယိုးမသားဆိုသူတို့ကိုမဖြစ်နဲ့မမတို့ကိုပဲစူပြင်းနဲ့ဝေမာမာ ချို့တို့ပြောပြီးတခိခိရင်မုန်းရင်ရှိမှသွားလေတော့လေမင်းမင်းကလည်းရင်လိုက်ဖို့သွားပြီးနောက်ကောက်ချောင်းလာလာနဲ့အရှိမထွက်ခွာသွားတဲ့စူပြင်းနဲ့ဝေမာတို့ညီမနှစ်ယောက်အားတပ်ပြင်းရှည်ကြီးချပြီးတော့လိုက်ပါသွားလေရတော့တယ်မင်းမင်းတယောက်လာရောက်ထုံးနေတဲ့ကောင်းငင်ကြီးကိုကြည်ကအံဩလိုနေတယ် လာစုပ်ရက်မှာအဘဲကြောင့်လာကြီးကထိန်းထိန်းသာနေရတယ်လို့လည်းသူတွေးနေမိတယ်။ဒါပေမဲ့အင်းညားတဲ့လာရောင်အောင်မှာလမ်းလျှောက်နေရတာအဆင်ပြေလာတယ်။ပိုရွေ့အဆင်ပြေသေးကတပတ်တစ်ချက်မှာမွေးကြိုင်လိုက်နေတဲ့ရနံ့တွေထုံမွန်းနေပြီးရုပ်ရည်ယူမကပြောစရာမလိုအောင်တင့်တယ်လာတဲ့မိန်းကလေးနှစ်ယောက်နဲ့ရှင်တွေကလမ်းလျှောက်နေရခြင်းပဲဖြစ်လေတော့တယ်။စေကျော်သက်အရွယ်လူပြိုလေးမင်းမင်းရဲ့အတွေ့ရဲ့မှာလောကနိဗ္ဗာန်ဆိုတာဒါလားလို့ပင်ချင်မြင်လာမိလေတော့တယ်။ ။ချိုသားသောအပြောတို့ကမင်းမင်းရဲ့နားထဲမှာကြားရည်နှစ်တပွဲသာယာနာပြောပွဲအတိချစ်နေတော့လေယာ။ညမကြခဲ့ချိန်မှာတော့သူနဲ့ဦးကြီးဖြစ်သူတို့လမ်းပြောက်တဲ့ကျောက်စလစ်ကုန်းကိုရောက်ရှိလာလေပြီဖြစ်တယ်။ထို့နောက်သူနဲ့ဦးကြီးတို့ညံအိတ်ခဲတဲ့တပန်းမင်အောက်ကိုပါရောက်လာလေတယ်။တပန်းမင်အောက်ကိုမင်းမင်အကြည့်ရောက်သွားတာနဲ့မင်းမင်တယောက်အံ့ဩသွားရလေတော့တယ်။သူမြင်တွေ့ရတဲ့ညင်ကွင်းကိုပဲမယုံနိုင်အောင်ဖြစ်နေသေးတယ်။သူမြင်တွေ့လိုက်ရသည်မှာဦးကြီးမြိုင်ကတပန်းမင်အောက်မှာမင်းမပြိုကလေးသုံးယောက်အပြင သူနဲ့ရွယ်တို့လူကြီးနှစ်ယောက်တို့နဲ့ပြောတပြုံးပြုံးစားတော့ပျော်ရွှင်ကနေလေတော့တဲ့အရင်ကအရက်သေးစားတော့စားခြင်းအလင်းမရှိတဲ့ဦးကြီးဖြစ်သူက အရက်သေးစားတွေကိုမောတော့လိုက်သူ့ဘေးမှာရှိနေတဲ့မိမပြိုကလေးကအငီးကျွေးနေသည်ကိုစားလိုက်နဲ့အတော်ပင်ဟန်ချနေလေတယ်ဦးလေးမြန်ရဲ့အထူးစားနဲ့အပြုတ်မူတွေကိုကြောင်ကြီးကြည့်နေတဲ့မမေအားမိမပြိုလေးမှလှည့်ကြည့်ပြီးစကားဆိုလာတယ်ကဲမောင်လေးမောင်လေးဦးကြီးအဆင်ပြေနေတာမြင်ပြီလားအင်းကျုပ်ဖြင့်အံ့ဩနေတာ ။မဖြစ်လို့လေမောင်လေးရဲ့ကျုံဦးကြီးကအရင်ကအရက်မတော့တတ်ပါဘူး။မိန်းကလေးတွေနဲ့ပျော်ပီးနေဖို့ဆိုတာပိုတော့ငွေသေး။အခုဘလို့ရဖြစ်သွားလဲမသိဘူး။အော်ငါမောင်ရဲ့မင်းဦးကြီးကမင်းတို့ရှေ့မို့ရှက်လို့ဘာမှမလုပ်တာနေမှာပေါ့။သူလည်းယောက်ျားပဲနေကွယ်ကြောကြမှာပေါ့။တခါတည်းရန်အပျော်ပါလေးမှတ်တာအပြစ်မဟုတ်ပါဘူး။မင်းဦးကြီးစီပြောအောင်မလား။တော်ပြီတော်ပြီ။ဒေါ်သာကျုပ်ကိုမြင်ပြီးရှက်နေအောင်မဲကျုံလည်းမသိသလိုပဲနေပေးရမှာပေါ့။တူဝီကြီးတွေတော်တော်အလိုက်တည်တယ်နော်။ အလိုက်တည်တယ်လို့လည်းမဟုတ်ပါဘူးမာယာကျောဦးကြီးကတော်တော်အနေတီလို့ပါသူတောက်တာစားတာကဘာမှမဖြစ်ဘူးခိုမင်းကလေးတွေနဲ့အကြည်ဆိုင်နေတာကြုံမြင်သွားရင်ညနာပူသွားမှာအဲ့ဒါကြောင့်ပါမောင်လေးကလည်းမင်းလေမင်းဦးကြီးကိုအားကြမခံအကြည်ဆိုင်လိုက်ပေါ့မဟုတ်ဘူးလားဟာဗျာအမတို့ကလည်းမောင်လေးကလည်းရှက်နေပြန်ပြီရုံကမတူပိုက်ကတိုးနေရတာကြာတော့ရှက်လာပြီကွယ်စုပြေမှာပွင့်လင်းစွာထိုတို့ဆိုလာလေးရဝေမာကလည်းမင်းမင်းကိုကြည်လာပြီးတော့အမဖြစ်သူရဲ့စကားကိုထောက်ခံလိုက်လေတယ် ဟုတ်ပါရေလာအောင်မြောင်းဖောက်ပေးနေရတာလဲစိတ်ထစ်တော့မယ်မောင်လေးကအတဲ့ပြောမှာပဲသိမင်းနဲ့တူတယ်စုပြင်းတဲ့ဝေမာတို့ကမင်းမင်းအားပူပူကက်ကက်နေပြီးတော့ညွတ်တူတူစကားတွေဆိုလာလေတယ်ဒါနောက်သူတို့တွေဒီတဖမ်းမင်းကြီးကိုကြောက်ခိုင်းပြီးတော့ထွက်ခွာသွားကြလေတော့တယ်သူတို့တဖမ်းမင်ကြီးနဲ့မလန်မကန်းကိုရိုက်တဲ့အခါမှာစုပြည့်နဲ့ဝေမာကခပ်ပြုံးမျိုးအမူအရာနဲ့နောက်ကိုပြန်ခဲ့ကြည့်လာလေတယ်။သူမတို့နှစ်ယောက်နောက်ကိုလှည့်ကြည့်ပြီးမကြခင်အချိန်မှာတော့တဖမ်းမင်အောက်မှာမြင်နေရတဲ့မြင်ကွင်းမှာ ဦးကြီးမြိုင်မိမပြိုများနဲ့လူပြိုများမဟုတ်တော့ပဲအရွယ်ဆုံးလှသောဖွကြီးအရွယ်ဆုံးလှသောဖွကြီးများကပုပ်ပွားနေသောဒေါကောင်လေးရဲ့အသားများကိုလူရက်စားတောင်းနေကြခြင်းသာဖြစ်ပေတော့တယ်။တပြေတောင်ရွာရဲ့ဘုံတော်ကြီးចောင်းရှိမှာကိုးတော်ပြေစည်းဒီတစုရှိတယ်။ထိုစည်းဒီကထုံးသင်ငန်းသာကတ်ထားပြီးထီတော်ဒီကရွှေအတိချထားလေတဲ့ ဇေဒီရဲ့ထီတော်မှာထိတ်ဆွဲထားတဲ့ခေါင်းကောင်းလေးတွေကိုလေတိုက်ခတ်သွားလေရာလှုပ်ရဲရာမှာပေါ်ထွက်လာတဲ့အတန်ကဒါယာနာပြောပွဲပင်ဖြစ်လေတော့တယ်။ထိုဇေဒီကလေးမှာညနေဆောင်ချိန်ရောက်တဲ့နေ့ဖျားဘူးလာကြတဲ့ရွာသူရသားတွေမရှိတော့ပဲဘိုးတော်ဘေးနဲ့မမောင်ကျော်တို့သာရှိနေလေတယ်။ဘိုးတော်ဘေးကဖျားရင်မြေပေါ်မှာထိုင်လိုက်ပြီးတော့မောင်ကျော်ကျုပ်တို့ညတကောင်နီးမှစက်ကုန်းကိုသွားကြတာပေါ့။စက်ကုန်းသွားတယ်လမ်းမောင်ကျော်သိတယ်မဟုတ်လား။ သိပါတယ်ဘိုးတော်လေးကျုံနေလေကရွာသားတယောက်ကိုနမ်းပြခိုင်းထားပါတယ်ဒီကနေဆိုတနင်္ဂနွေနောက်တော့တော့ရမယ်ဘိုးတော်လေးအင်းအင်းအဲ့ဒါဆိုကျုပ်တို့ဒီဖျားကုန်းမှာပဲပရိစိတ်နေကြတာပေါ့မောင်ကျော်ရော အခြေအနေဘလို့ရှိပြီလဲအမာရီတော့တော်တော်ကိုတည်လာနိုင်ပါပြီဘိုးတော်လေးမြင်အပ်မမြင်အပ်တွေကိုလည်းမြင်နိုင်နေပါပြီကောင်းတယ်မောင်ကျော်မောင်ကျော်ကကျုပ်ကိုတောင်ကြော်တက်သွားနိုင်နေဗျမဟုတ်တာကျုပ်အတွက်တော့ဘိုးတော်လေးကသာလက်ဦးစရာပါဆရာဖြစ်တဲ့သူကိုတော့ကျွန်တော်မိမှာမဟုတ်ပါဘူး မဆိုင်မှုမောင်ကြော်ရခမားကျုတ်ထတ်တော်မရမယ်ဘာဖြစ်လို့လဲဆိုတော့ကျုတ်ထတ်တော်တဲ့သူတွေများလေလေငူတွေကိုကောင်းကျိုးပြုတ်လေလေပဲမဟုတ်လားမောင်မောင်ကြော်ကဆရာဖြစ်သူဘိုးတော်ပေရဲ့ရိုးရှင်းတဲ့ဆုံးမစကားကိုသဘောကျသွားလေရာဘိုးတော်ပေမှာသူ့ထက်အသက်ငယ်တော်လဲအမှန်တကယ်ကိုဆရာဖြစ်ထိုက်သူပင်ဖြစ်တယ်မမနာတော့မရှိပဲစည်ရင်စေတနာအမှန်နဲ့နေထိုင်ကြောဆိုတတ်သူမို့နေပြောတယ် ထို့နောက်မောင်မောင်ကျော်ကဘိုးတော်ပေပရီကောင်းကောင်းစိတ်နှိုင်းရန်အတွက်တရားထိုင်ရတဲ့အသံပြုတဲ့အခင်းတစ်ခုကိုခင်းလိုက်ပြီးတော့ဘိုးတော်လေးပရီစိတ်လို့ရပါပြီ။ကောင်းပါပြီမောင်ကျော်ကြီးကျုပ်တို့တွေပရီစိတ်လိုက်ကြတာပေါ့။ဘိုးတော်ပေကစကားဆိုလိုက်ပြီးနောက်လေပင်မှာဆွဲထားတဲ့ပရီကို လက်ကနေကိုင်းပြီးပရီစိတ်နေလေးတယ်။ဘိုးတော်ပေပရီစိတ်လိုက်တာနဲ့မောင်မောင်ကျော်လည်းပရီစိတ်လိုက်တယ်။အမောင်တို့ကကြီးစိုးလို့နေတဲ့ပြည့် ဇေရိုရဲ့အလင်းရောင်တွေကလရောင်တော့အလင်းမပေးစွမ်းနိုင်တော့လဲထိုက်တဲ့နဲ့အလင်းရောင်ကိုဆောင်ချင်းပေးနေလေတဲ့ထုံးဖြူဖြူစီတော်ကြီးကိုလည်းကြဲ့ရောင်ကြောင့်အတန်လှမ်းတော့နေရာကနေလှမ်းပြီးဖူးမြင်နိုင်လေရဘိုးတော်ပေကအလဟံကုံတော်ပတိကိုစိတ်လိုက်ပြီးကောင်းစွာတမာရီတည်နေလေတော့တယ်ပတိအပတ်ရင်20ခန့်အရောက်မှာသူ့ရဲ့နောက်မှာတစုံတရာရှိနေသည်ကိုခံစားရတော့ကြပတိစိတ်ချင်းကိုဖြုတ်လိုက်ခါဇီရီတော်မြတ်ကြီးကိုဥချလိုက်ပြီးနောက်ကိုလှည့်ကြည့်လိုက်လေတော့တယ် ထိုအခါသူနဲ့မလန့်မကတ်မှာဒူးထောက်လျက်အနေထားနဲ့လက်အုပ်ချီထားတဲ့ပုဂ္ဂိုလ်တအူအားတွေးလိုက်လေရာ ထိုပုဂ္ဂိုလ်ဝစ်စားထားသောအဝတ်အစားများကရှေးခေတ်အဝတ်အစားများဖြစ်ကားကျင့်တံဝလုံးစိမ့်တစ်ခုကိုခတ်ဆလွယ်ပတ်ထားလေတယ်ထိုပုဂ္ဂိုလ်ကဘိုးတော်ဘေးကိုဥချကြော့ပြီးနောက်စကားဆိုလာလေတယ်ဘိုးတော်လေးကျွန်တော်မျိုးကစိမ့်ပိုင်မှာဆုံးကဝေးဖုတ်ပိတ်တာအတုရကေနာနာဘာဝဝိညာဘာဝတွေကိုဆုံးမလို့တော့ ကျွန်တော်မျိုးချင်းမိုင်းကိုခေါ်ခိုင်းနိုင်ပါတယ်။ဘိုးတော်လေးစီမှာအမှုထမ်းမှုရောက်လာတာပါ။ကောင်းပါပြီ။ကျုပ်အလိုရှိတဲ့အချိန်မှာချိန်မိုင်းကိုခေါ်လိုက်ပါမယ်။ကျွန်တော်မျိုးချင်းပိုင်းအမြဲအသင့်ရှိကြောင်းမှာချိန်ပိုင်းကအထိုးတို့ပြောဆိုပြီးနောက်ဖယောင်းဝန်အပြင်ကိုထွက်ခွာသွားလေရာချိန်ပိုင်းထွက်ခွာသွားပြီးမရှိမနှောင်းပါပဲမောင်မောင်ကျော်လေးပရိစိတ်ချင်းကိုဖြုတ်လာပြီးတော့ဘိုးတော်လေးအစင်တစ်ခုတက်ပြန်မလားချိန်ပိုင်းဆိုတဲ့ပုံကိုအမှုလာထမ်းတဲ့မောင်ကျော်အဲ့ဒါဆိုဘိုးတော်လေးစီမှာအမှုထမ်းတာက ကျိုးပိုင်းဓားပိုင်းအပြင်စိတ်မိမ်မှာတိုးလာပြီပေါ့အဆောက်အအောင်တွေပုံများလာလေလေကျုပ်တို့ရဲ့တာဝန်ကပိုပြီးကြီးမားလာလေပါပဲကဲကဲမစားခင်သကောင်းရဲ့အချိန်ရောက်တော့မယ်ချင်းနေမောင်ကျော်ရေကျုပ်တို့တွေလည်းသွားကြတာပေါ့ဟုတ်ကဲ့ဘိုးတော်လေးဟိုရောက်ရင်ဘလို့အန်နီယယ်ရင်းနဲ့ကြုံရမယ်မသိနိုင်ဘူးအတတ်နိုင်ဆုံးတော့တို့တွေညစ်တာပဲထားကြတာပေါ့ဟုတ်ကဲ့ပါဘိုးတော်လေးကျုပ်တတိထားပါမယ်ကဲကဲသွားကြစို့ ဘိုးတော်ဘေးကမမောင်ကျော်အားအရှိမသွားစေလေတဲ့ဒလိုနဲ့သူတို့နှစ်ယောက်ကထိုဒေသရဲ့နမဲကြီးစက်ကုန်းအမည်ရတဲ့နေရာကိုသွားလိုက်ကြပါတော့တယ်မောင်ကျော်ကဓမီပါလာတော့ညလဲဓမီကိုမထိုးပဲလဲလန်ကလေးတိုင်းဘိုးတော်ပင်းနဲ့လမ်းလျှောက်သွားလေရနိငံတို့ရဲ့အုံညီတန်းမြေဝုငတ်တို့ရဲ့လမ်းပေါ်မှာရုတ်တရက်ထပြန်သွား၍အတောင်ပံရိုက်ခတ်တဲ့အပြင်တတီတူးငတ်တို့ရဲ့အိတ်တန်းတချင်းကိုနှောက်ရက်ခံရ၍ တတိတို့ဟုကြဲလောင်စွာအဟစ်တန်တို့ကတိတ်ဆိတ်နေတဲ့တောတောင်ကိုတစ်ချက်တစ်ချက်ဖုံးလန်းသွားလေတဲ့ဘိုးတော်ပေနဲ့မောင်မောင်ကျော်တို့ကမြည်သည့်စကားမှမပြောပြကြဘဲလမ်းလျှောက်လာလေရအချိန်တန်ကြသောအခါမှာကြောက်စလင့်များသာရှိတဲ့ဂုံတကုံးကိုလှမ်းမြင်လိုက်ရတယ်။ညချိန်မင်းဖြစ်လင်ကစားကျဲရဲ့အလင်းရောင်ကြောင့်တစ်ပင်များမပေါက်ရောက်ဘဲရှင်းလင်းနေသည်ကိုမြင်လိုက်ရတယ်။ကြောက်ကုံးဆိုတာသိသားပေတယ်။ မမောင်ကျော်ကထိုးကြောက်ကုန်းကိုမြင်တဲ့အခါမှာဘိုးတော်ဘေးကိုလက်ညှိုးညွှန်ပြရင်းကစကားဆိုလာလေတော့တယ်။ဘိုးတော်လေးတက်ကုန်းဆိုတာဟိုကမြင်နေရတဲ့ဂုံးကိုပြောတာ။ဟုတ်လား။အင်းကြည့်ရတာတော့ဘာမှလည်းမထူးကြပါလား။ဟုတ်တယ်ဘိုးတော်လေးဒီတော့ဒီတောင်အောင်မသိတဲ့သူဆိုရင်အဲ့ဒီကြောက်ကုန်းကဘာမှမထူးကြဘူး။ဟုတ်တယ်အခြားကုန်းတွေထက်စာရင်ဒီကြောက်ကုန်းကပိုလို့တောင်ကြောက်စရာမကောင်းသေးတယ်။ ဘိုးတော်ဘေးနဲ့မမောင်ကျော်တို့ကဒီနေမှာနမဲကြီးစက်ကုန်းခေါ်ကြောက်ကုန်းကိုလက်မျောကြည့်ရင်းကစကားဆိုနေကြခြင်းဖြစ်ပါရဲ့ညမကြခင်အချိန်မှာပဲစက်ကုန်းကိုတွားရမယ်လန်ကလေးစီကိုရောက်ရှိလာလေတယ်ထိုလန်ကလေးစီရောက်တဲ့အခါရုပ်တရက်ဘိုးတော်ဘေးကရှေ့ဆက်မသွားဘဲရက်တန်းနေလေတယ်ဘိုးတော်ဘေးရက်လိုက်တော့ကြောင့်အနောက်မှာမမောင်ကျော်ကလည်းရက်တန်းလိုက်လေရတယ်ထို့နောက်ဘိုးတော်ဘေးကဘေဘီဝဲရာကိုတစ်ချက်လှည့်ပတ်ကြည့်လိုက်ပြီးတော့မိတ်ဆွေတင်ဒီနားမှာရှိနေတာကြုတ်သိပါတယ်ထွက်ခဲ့ပါ ဘိုးတော်ပေထိုးတို့ပြောလိုက်ပြီးတာနဲ့အချိန်သိမ့်မကြခင်မှာပဲသူတို့အရှိကိုပုပ်ကိုတယောက်ရောက်လာလေတယ်။ထိုအခါမောင်မောင်ကျော်ကထိုပုပ်ကိုကိုသူ့ရဲ့လက်ထဲကလွယ်အိတ်ထဲကပါလာတဲ့လက်နိတ်တမီးနဲ့ထိုးကြည့်လိုက်တယ်။ထိုအခါပစိုးဝင်မင်းရောင်နဲ့တိုက်ပုံအင်ကြီးအဖြူကိုဝစ်ဆင်ထားတဲ့လူကြီးတယောက်ကိုတွေ့လိုက်ရလေတယ်။ထိုလူကြီးရဲ့မျက်နှာကပြုံးယောင်တန်းနေပြီးတော့ဩပတိယုတ်ခက်ကောင်းကောင်းနဲ့ပင်ဖြစ်တယ်။ဘိုးတော်ပေက ထိုလူကြီးရဲ့မျက်နှာနဲ့လေးတန်းအေးအေးနဲ့စကမေးဆိုလိုက်တယ်။ မိတ်ဆွေကြီးခမည်းကိုကြည့်ရတာတာမန်ပုပ်ကိုတယောက်တော့မဟုတ်ဘူးဘလို့ပုပ်ကိုမျိုးပါလဲကျုပ်ကဒီတော့ကိုစောင့်နဲ့တောဆောင်မှာဆရာတောဆောင်မှာဆရာသမားဆရာသမားတို့လာမယ်ဆိုတာသိလို့ကြိုဆောင်နေတာလိုအပ်တာကူညီလို့ရအောင်ပါကျုပ်တို့လာရင်ကိစ္စကိုရောမိတ်ဆွေကြီးသိပြီးပြီလားကြက်ရွာကိုရောက်နေတဲ့ဟိုငတိလေးကိုပြန်ခေါ်မှာမလားသူကတကယ်ပဲအဲ့ဒီနေရာရောက်နေတာလားဟုတ်တယ်ဒင်းကအခုထိပျော်နေတော့စက်တွေကလည်းသူ့ကိုဘာဒုက္ခမှမပေးဘူး ုံစံကြည့်ရတာမြတ်တာရှိလို့ခေါ်ထားတယ်ထင်မဟုတ်လားဘလို့ကြောင့်အဲ့လိုပြောနိုင်ရတာလဲဗျတကယ်လို့ဒုက္ခရအောင်လုပ်ချင်ရင်သူသေးတာကြပေါ့ကျက်ရွာမှာတော့မိုးမလင်းသေးတာလူပြေလူရွာမှာနှစ်ရက်တောင်ရှိပါပေါ့လားဘိုးတော်ပေနဲ့မောင်မောင်ကျော်ကတောဆောင်ကြီးပြောတဲ့စကားကိုကောင်းစွာနားလည်လိုက်ရည်လေးထို့နောက်ဘိုးတော်ပေကတောဆောင်ကြီးအားအမေးစကားဆိုလိုက်ပြန်လေရာကဲတောဆောင်ကြီးကျုပ်တို့ကျက်ရွာကိုဘယ်လိုဝင်စားရမလဲဆိုတာပြောပြအောင်ဗျာ အဲ့ဒါတော့ပုံမနေနဲ့ကြက်ရွာလေးကိုကျုပ်ကိုယ်တိုင်လိုက်ပို့ပေးမယ်။ကြံထွက်ဖို့ကတော့ဆရာသမားတို့ရဲ့ကိစ္စဖြစ်သွားပြီ။ကျုပ်နဲ့မဆိုင်တော့ဘူးနော်။ရပါတယ်ဝင်လို့ရရင်ကိုအဆင်ပြေပြီ။ကောင်းပါပြီဗျာ။အဲ့ဒါဆိုရင်ကျုပ်နောက်ကိုသာ လိုက်ခဲကြပြီတော့။တောဆောင်ကြီးကထို့သို့ပြောလိုက်ပြီးနောက်အရှိမအူဆောင်ကကြက်ကုန်းမော်ကိုရှောက်သွားနေလေတယ်။ဘိုးတော်ပင်နဲ့မောင်မောင်ကျော်တို့ကလည်းတောဆောင်ကြီးနောက်မှလိုက်ပါသွားကြလေတော့တယ်။ များမကြခင်အချိန်မှာပဲကျောင်းစနစ်ခဲများစွာရှိနေတဲ့ဇက်ကုန်းကိုရောက်ရှိလာလေတဲ့ထို့နောက်တောဆောင်ကကျောက်ကုန်းဘော်ကနေကျောင်းစနစ်ခဲအချို့အားကောက်ယူလိုက်ပြီးတော့ဟင်းလင်းမြင်ဖြစ်နေတဲ့နေရာတစ်ခုထံကိုပြစ်လိုက်တယ်။ထူးဆန်းတာကဒေအတားစီမှရှိမနေတဲ့နေရာကိုပြစ်လင်ကစားကျောက်ခဲလေးတွေက အောက်ကိုတန်းတုပ်ကြမသွားသေးပဲတစ်ခုခုကိုပြစ်ပေါက်လိုက်မိသည်လားတတောက်တောက်အတန်းကြီးပြီးကျောက်တို့ချက်ချင်းကြီးပြုတ်ကြကုန်လေတဲ့ ထို့နောက်မတ်တချက်ကိုလှလိုက်တဲ့အလားလူဝင်ပေါက်တစ်ပေါက်ပေါ်လာပြီးတော့ထိုးပေါက်ထဲကနေလူကြီးတယောက်ထွက်လာလေတဲ့ထိုးလူကြီးကတောဆောင်ကြီးနဲ့ဘိုးတော်ဘေးတို့နှစ်ယောက်ကိုမြင်တဲ့အခါအန်အောပြီးနောက်တောဆောင်ကြီးကိုကြည့်လိုက်ပြီးတောဆောင်မောင်ခမင်းဘာလို့ပြန်လာလဲကွာမင်းတို့ရွာကိုလာကျင်နေသူရှိလို့လိုက်ပို့တာကွာရှုပ်ရှုပ်ရှက်ရှက်ဒီကွာတို့ရွာလူကြီးကဝင်ခိုင်းမှာမဟုတ်ဘူးမင်းအဲ့လိုလုပ်ရင်မင်းတို့ရွာရဲ့အရန်သားတွေကိုငါပဲချက်ပြစ်ရလိမ့်မယ်မင်းအဲ့လိုလုပ်လို့မရဘူးလေ ဒီဆရာနှစ်ယောက်ကိုမင်းခေါ်သွားအဲ့ဒါဆိုငါဘာမှမလုပ်ဘူးတောင်းစမင်းတော်တော်အနိုင်ကျင့်တာပဲကွတကြီးကိုပြန်ပြောရင်လဲတကြီးကမင်းပြောတဲ့အတိုင်းလှောက်ခိုင်းမှာအဲ့တော့ငါခေါ်သွားလိုက်မယ်အေးအေးကောင်းတယ်ပေတလူပေတလူလို့အမည်ရတဲ့ဇက်ရွာကဇက်တစီဖြည့်ဟန်တူရင်တော်ဆောင်ကြီးရဲ့စကားကြောင့်ပေတလူကဘိုးတော်ပေတို့နှစ်ယောက်ကိုမကြည်မလင်နဲ့ကြည်လာပြီးတော့ကဲမင်းတို့ဝင်ပါဆိုဝင်ကြတကားကပြန်ပိတ်တော့မှတောင်းစမင်းလည်းဝင်ပါလားမဝင်တော့ဘူး ထို့နောက်တောင်ဆောင်ကြီးကဘိုးတော်ပေနဲ့မောင်မောင်ကျော်တို့အားအယူသေးပေးကနှုတ်ဆက်ရင်းသတိပေးစကားပါဆိုလာလေတယ်။ဆရာသမားတို့ကျောက်တော်ဝင်ကတော့ပြီးပြီ။နောက်လာမယ့်ဘေးရန်တွေကတော့ဆရာသမားတို့ရဲ့အရေးချင်းနဲ့ပဲဆိုင်နိုင်မယ်။ဒီလောက်ကူညီတာပဲအတော်ကျေးဇူးတင်နေပါပြီဗျာ။တောင်ဆောင်ကြီးလဲကြောက်ကုန်းပေါ်ကနေဆင်းသွားလေရောဘိုးတော်ပေနဲ့မမောင်ကျော်ကလည်းမှန်တဆက်လက်ထားတဲ့အလားဖွင့်လက်ထားတဲ့တကားပေါက်အတွင်းကိုဝင်သွားခြင်း ထိုတကားပေါက်ကပြန်လဲပိတ်သွားပြီးတော့အရာအလုံးတိတ်ဆိတ်ငိမ့်သက်သွားပါတော့တယ်။အင်ကြီးအင်ကောင်းများဆောက်လုပ်ထားပြီးမီးရှူးရိုင်များရဲ့အလင်းရောင်ကြောင့်လင်းထိန်နေတဲ့အိမ်ဝိုင်းတွေကမီးရောင်များကြောင့်ရွာလန်းတလျှောက်လင်းထိန်လို့နေတယ်။ထိုနေရာမှာဘိုးတော်ပေတို့နှစ်ယောက်ကပေတလုံးနဲ့အတူလမ်းလျှောက်လို့နေနေတယ်။အချို့သောလမ်းသွားလမ်းလာတွေကဘိုးတော်ဘေးတို့နှစ်ယောက်အားမမြင့်မြုပ်သလိုကြည့်ပြီးနှာခေါင်းရှုံသွားကြလေရာအချို့သောသူများကရံမင်းပြုတ်ကျင်ကြတယ်ပီတလူကထိုသူတွေကိုကြည့်လိုက်ရင်းနဲ့ မင်းတို့တွေတောင်ဆောင်နဲ့ရှင်းနိုင်ရင်ဒီလူတွေကိုထိပေါ်ကွာဒီလူတွေကတောင်ဆောင်နဲ့တိတာလားမင်းတို့သိချင်စမ်းလိုက်လေတောင်ဆောင်နဲ့ကနောက်မှတွေ့ပါတို့ရွာကိုလာနိုင်နေဆိုကလေးကဒီနှစ်ယောက်ဘာလဲဆိုတာမင်းတို့စဉ်းစားကြည့်ပေါ့ပေဒလူရဲ့စကားကြောင့်ရန်လိုနေတဲ့သူတွေကဘိုးတော်ပေးနဲ့မမောင်ကျော်တို့နှစ်ယောက်အားမချစ်မယဲနဲ့ကြည်လာပြီးနောက်သူတို့သွားမြင်းလန်းကိုသာဆက်သွားနေလေတယ်။များမကြခင်အချိန်မှာပဲအိမ်တော်ခေါင်နဲ့ ်အင်ဂျီတလုံးအရှိကိုရောက်လာသဖြင့်ပေတလူကရက်တန်သွားပြီးထိုအင်ဂျီရဲ့စင်ဝင်ပေါ်မှာမတ်တက်ရက်နေတဲ့လူကြီးတယောက်အားလှောင်းအော်၍စကားဆိုလိုက်လေရာကျိုးတကြီးဒီမှာဧည့်သည်တွေပါတယ်ဟေးဘယ်ကဧည့်သည်တွေတုံးဟာတောင်ဆောင်လာဖို့သွားတာအေးအေးအိမ်မော်ခေါ်ခဲ့ဟေ့တကြီးကအိမ်မော်ကိုတက်ခဲ့လို့ဆိုသဖြင့်ပေတလူနဲ့ဘိုးတော်ပေပေတလူကဘိုးတော်ပေနဲ့မမောင်ကျော်တို့ကိုခေါ်ကားအင်ကြီးပေါ်ကိုတက်လိုက်ကြလေတော့တယ် ကဲစိုးစားမအောင်ငါရွာကိုမင်းတို့ကဘာကိစ္စနဲ့ရောက်လာတာလဲဒီနေရာကဘာဆိုတာမင်းတို့သိမှာပဲသိတယ်ကျုံတို့လာရတဲ့အကြောင်းကခမည်းတော်ခေါ်ထားတဲ့လူတယောက်ကိုလာခေါ်တာဒါဆိုမင်းတို့နေရာမှားနေပြီငါတို့ရွာမှာဘယ်လူသားကိုမှခေါ်မထားဘူးခမည်းတော်ရွာမှာရှိပါတယ်တကြီးလို့ပြီးညင်းတာကတော့မကောင်းဘူးပေါ့တဲမင်းကငါရွာကိုလာပြီးငါကိုစော်ကားနေတာလားစော်ကားနေတာမဟုတ်ပါဘူးကျုပ်လာခေါ်တဲ့လူကိုကျုပ်နဲ့ပြန်ထည့်ပေးပါ ဒါဆိုဘာပြဿနာမှမဖြစ်စေရဘူးဟာဟာမာနာကြီးရဲ့အထက်လန်းစရာပေါ့စနဲ့လာတိုးနေပါလားမင်းငါရွာကိုဘာများမှန်နေလဲစက်ကုံးမော်ရှိစက်ရွာသည်စည်းနဲ့ဘိုးတော်ဘေးတို့အချင်းများနေကြတယ်တောင်ဆောင်ပြောပုံအရတောက်သွားတဲ့လူငယ်ကအခုစက်ရွာမှာရှိနေတာကဒေသနေတယ်ဒါပေမဲ့စက်ရွာသည်စည်းကမရှိချောင်းမြင်နေတဲ့ဖြင့်စကားများကြခြင်းမင်းထင်လေတော့တယ် ။ဘိုးတော်ပေတို့အားခေါ်ဆောင်လာတဲ့ပေတလူကလည်းတကြီးရတခုခုပြောဖို့ကြိုးစားတော့လဲတကြီးမှဖြတ်ပြောမခံမရှိနေလေရာ။တကြီးရွာထဲမှာတရင်ကြလာတော့ပေတလူငါ့ကိုကောလာဟာလာတွေမပြောစမ်းနဲ့မင်းဘဝပြောင်းသွားခြင်းလား။ကြည်နိုင်ငယ်ငင်းပြူကြတဲ့စက်တို့ရဲ့တဘာဝအတိုင်းပေတလူကရွာတကြီးအားမြည်သည့်စကားမှဆက်မစိုးရဲပဲရှိနေလေတော့တယ်ထို့အတွက်ဘိုးတော်ပေနဲ့တကြီးဖြစ်သူတို့စကားများသည့်မှာပို့ဆိုးလာပြီးတိုက်ခိုက်ရန်စိန်ခေါ်သည့်အချိန်ပါဖြစ်လာလေတော့တယ် ငါရွာလာပြီးငါကိုစော်ကားတဲ့ကောင်ငါအကြောင်းသိစေရမယ်ခမည်းလည်းကျုပ်အကြောင်းသိစေရမယ်ဘိုးတော်ပေကလည်းထိုင်ရာကနေမတက်ရက်လိုက်တယ်သူ့နီးတူပဲကျက်ရွာတကြီးကလည်းမတက်ရက်လာပြီးပါဇက်ကိုဟားလိုက်လေးရပါဇက်မှသွားစေလို့အပြင်ကိုထွက်လာပြီးတော့ညနာကလူအသွင်ပြောက်သွားကကြောက်စရာအသွင်တံကိုတဖြည်းဖြည်းကူးပြောင်းလာလေတယ်ထို့နောက်တဖြည်းဖြည်းရွှေထွက်လာတဲ့လက်သေးတို့ကလည်းဘိုးတော်ပေကိုလက်ညှိုးထိုးလာကမင်း သေဖို့သာပြင်ထားလူသားမစားရတာကြပြီဆိုတော့ပြန်ပြီးမြင်းဆန်းကြည့်ရတာပေါ့ငါ့ကိုထိလို့ရမလားစမ်းကြည့်လေဘိုးတော်ဘေးကကြောက်စရာ အစင်းတန်းနဲ့ကြက်ရွာတကြီးကိုစိုက်ကြည့်နေလေတယ်ထို့နောက်ကြက်ရွာတကြီးကဘိုးတော်ဘေးထံကို အလွန်တရာမှလင်မြန်တဲ့အရှိန်နဲ့တိုးဝင်လာပြီးတော့သူ့ရဲ့ရှေ့လျားတဲ့လက်သေးတွေနဲ့ဘိုးတော်ဘေးရဲ့လေပင်ကိုကုတ်ဖဲ့ရန်ဟန်ပြင်လိုက်စင်းပါပြီကျိုးပိုင် ထုံမြသောစကားကိုဘိုးတော်ဘေးမှပြောလိုက်တာနဲ့စက်ရွာတကြီးရဲ့လယ်ဘင်းကိုအယောင်တလက်လက်နဲ့ကျိုးတချောင်ရှစ်ပတ်လာပြီးနောက်ကိုဆွဲခေါ်သွားကဘိုးတော်ဘေးနဲ့အတန်လှမ်းသောနေရာမှာဒူးထောက်ထိုင်နေစေလေတဲ့စက်ကုံးရွာတကြီးရဲ့နောက်မှာတော့ပိုးသားအေးကြီးဝတ်ထားပြီးလက်ထဲမှာစက်ရွာတကြီးကိုချုပ်နှောင်ထားတဲ့ရွှေရောင်ကျိုးစားကိုကင်ထားတဲ့ကျိုးပိုင်ကိုတွေးလိုက်ရလေတဲ့ထိုအချင်းရာကြောင့်ပေတလူကလန့်ဖြတ်ပြီးအိမ်မော်မှပြေးစင်းရန်ဇန်စင်မှာပဲကျိုးပိုင်ကသူ့ရဲ့ကိုမဆလွေတိုင်းထားတဲ့နောက်ထပ်ကျိုးတစ်ချောင်းကိုဖြုတ်လိုက်ခါ ေတလူထံကိုလမ်းပြလိုက်လေတော့တယ်။ထိုအခါပေတလူကလည်းကျိုးတုတ်ခံလိုက်ရပြီးစက်ရွာတကြီးရဲ့နဘေးမှာကြောက်လန့်တကြဖြင့်ဒူးထောက်လျက်ရှိနေလေတယ်။ထိုအခါဘိုးတော်ပေကကြောက်လန့်တကြဖြစ်နေတဲ့ပေတလူကိုကြည့်လိုက်ပြီးကဲကဲအလောက်မကြောက်ပါနဲ့ခမည်းကိုဘာမှမလုပ်ဘူး။ကျိုးပိုင်သူ့ကိုတော့လှုပ်ပေးလိုက်ပါ။ဘိုးတော်ပေရဲ့စကားကြောင့်ကျိုးပိုင်ကပေတလူကိုလှုပ်ပေးလိုက်တယ်။ပေတလူကလုံမြောက်သွားတာနဲ့ကြီးရဲ့အိမ်မော်ကအောက်ကိုအလင်းမြန်ဆင်ပြေလေတော့တယ်။ ထို့နောက်ဘိုးတော်ပေကအစုံနံခံထားရတဲ့ကြက်ရွာတကြီးကိုကြည့်လိုက်ခါခမားကျုပ်ကိုမနိုင်ဘူးကျုပ်လဲခမားကိုမနာကျင်စေပါဘူးဗျာကျုပ်တို့ပျောက်သွားတဲ့သူကိုပဲပြန်ပေးပါငါပြောပြီးပါဗကောမင်းတို့ပျောက်တဲ့သူငါမှမရှိဘူးလို့ဒီရွာမှာရောက်နေတာတေကြတယ်ခမားညင်းနေမယ်ဆိုရင်တော့ကျုပ်ကခမားကိုနာကျင်အောင်ထတ်လို့ရမှာပဲစိမ့်ပိုင် ကျိန်ပိုင်လို့ခေါ်လိုက်တာနဲ့အစိမ်းရောင်ကျင်းကိုနှွေကျိုးဆိုတဲ့တိုင်းထားတဲ့ကျင်ပန်ရောက်လာပြီးတော့ဘိုးတော်ဘေးကိုဥညွတ်လေးတဲ့ချိုခဘိုးတော်ဘေးကစက်ရွာတကြီးကိုညှုံပြကကဲကျင်ပိုင်သူ့ကိုအမှန်ပြောတဲ့အထိရှိုက်စမ်းအမိန်အတိုင်းမှာဘိုးတော်လေးကျင်ပိုင်ကသူ့ဆလွေတိုင်းထားတဲ့အစိမ်းရောင်ဝါးကျင်းကိုဖြုတ်လိုက်လေးရာမချင်မှတ်ထားလောက်အောင်ချုံးမွတ်နေပြီးတော့မာကျောတောင်တင်းနဲ့ကျင်တချောင်းဖြစ်ပြောင်းလဲသွားကစက်ရွာတကြီးရဲ့ကြောပြင်ကိုရိုက်ပါလေတော့တယ် တကြီးကလည်းဂျိန်တန်းနှစ်ချက်နဲ့ရင်ကြောက်စရာအစင်းတန်းပျောက်ပြီးတော့လူအသွင်ဖြင့်ဂျိန်တန်းကိုနာကျင်စွာခန်းစားနေရလေတယ်။ကဲတကြီးခမားရွာမှာကျုပ်တို့ပျောက်နေတဲ့သူရှိတယ်။အဲ့ဒါတေးကြတယ်။အသားအနာမခန်းစားမှနဲ့ဗျာ။ကျုပ်လည်းဘဲပုံဘဝရောက်နေတဲ့သူကိုမှမနှိမ့်ဆက်ချင်ဘူး။ငါမသိဘူးရှိလည်းမရှိဘူး။တဲခတ်ကြပဲဗျာ။ခမားဘာလို့ဖုံးကွယ်ထားရတာလဲ။တောင်စောင်းငါတောင်ဒီရွာမှာရှိတာသိရဲ့။မသိဘူး အဲ့ဒါငါသမီးတွေအပြစ်ပေးလို့ရအောင်ရှောက်ပြောနေတာခမည်းမသမီးတွေရှိသေးတာလားရှိတယ်မင်းတို့သူ့ကိုထိဖို့မကြိုးစားနဲ့ဘယ်လူသားကိုမှသူတို့ခေါ်မထားဘူးခတ်တယ်ဗျာကဲကြိမ်ပိုင်းသူငင်းနေသေးတယ်ရှိုက်ငါ့ကိုရိုက်လဲဘာမှထူးလာမှာမဟုတ်ဘူးကြိမ်ပိုင်းကအတော်ခေါင်းမာတဲ့ကြက်ရွာသကြီးကိုခုနကထပ်ပုံမှုပြင်းထန်တဲ့ရိုက်ချက်တွေနဲ့ရိုက်နေတော့ရင်ထိုခါကြေလောင်စွာအော်ဟစ်နေတဲ့ကြက်ရွာသကြီးရဲ့အော်တန်းကအိမ်အပြင်ကိုပင် ပြောင်းလဲလို့နေတယ် ထိုးတော့ညင်ညူနေတဲ့အချိန်အိမ်မုံကိုလူလေးယောက်ကြာလာလေးတယ်။ထိုးလူလေးယောက်မှာတကြီးရဲ့သမီးနှစ်ယောက်ဖြစ်ခါစုပြေးနဲ့ဝေမာတို့ပြင်ပေတလုံနဲ့မင်းမင်းတို့ပင်ပါဝင်လာကြတယ်။စုပြေးနဲ့ဝေမာတို့ကသူတို့ဖခင်ရိုင်းနဲ့ခံနေရတာကိုမြင်၍ဒေါသထွက်သွားပြီးတိုက်ခိုက်မယ်ပြုစင်ပါပင်။သူမတို့ရဲ့ဖခင်ဖြစ်သူကတားမြစ်လာလေးတယ်။ညီတို့ရက်လိုက်စမ်း။ငါတော့မနိုင်လား။ညီတို့ပါနိုင်မယ်ထင်နေသလား။သူကဘာမို့လို့လဲ။ဘာမို့လို့အဖေကိုနှိမ်ဆက်နေရတာလဲ။ ။စုပြည့်ကထိုတို့ပြောလိုက်တဲ့အခါသူမရဲ့အနီးမှာရှိနေတဲ့ပေတလူကမကြေမနက်လေးတန်းနဲ့စကားဆိုလာလေးရာ။အဲ့ဒါနင်တို့ကြောင့်နင်တို့ကြောင့်နင်တို့အဖေခံနေရတာ။ကိုနဲ့မဆိုင်တဲ့လူကိုဘာဖြစ်လို့ခေါ်ထားတာလဲ။ကျမကျမတို့ကဲနင်တို့ခေါ်ထားတဲ့ကောင်လေးကိုပြန်ပေးပြီးအမြန်တောင်းပန်လိုက်။ကျမကျမတို့လေဒီအမိုက်မတွေနင်တို့အဖေထံနင်တို့လင်ကိုပုံနှမျောနေတာလား။မဟုတ်ပါဘူး။ ထို့နောက်စုပြည့်နဲ့ဝေမာကသူတို့ခေါ်ထားတဲ့မိမိကိုလက်မောင်းမှဆွဲပြီးဘိုးတော်ပေရှိယာကိုတွန်းပို့လိုက်လေတဲ့ဒီမှာရှင်နှုရှာနေတဲ့သူကျမဖေကိုလှုပ်ပေးစိတ်ချလှုပ်ပေးမယ်ဒါနဲ့သူကဘာလို့ငုံငွယ်ငွယ်ဖြစ်နေတာလဲဒီမှာပဲတစ်တလုံးနေအောင်ပြုစားထားတာရွာပြင်ရောက်တာနဲ့ပြန်ကောင်းသွားလိမ့်မယ်ကောင်းပြီလေကျိုးပိုင်လှုပ်ပေးလိုက်ကျိုးပိုင်လှုပ်ပေးလိုက်တာနဲ့ဇက်ကုံးရွာတကြီးကလဲကြသွားလိမ့်ထိုအခါစုပြည့်နဲ့ဝေမာကသူတို့ဖခင်ကို ဖေးမလိုက်ပြီးတော့ နင်တို့အပြစ်နင်တို့ခံရတော့မယ်။ငါလည်းမကခွင့်ပေးနိုင်တော့ဘူး။အဖေကျမတို့တောင်းပန်ပါတယ်။ကျမတို့ကြောင့်အဖေအခုလိုအယိုက်ခံရတာ။ငါယိုက်ခံရတာဘာမှမဖြစ်ဘူး။အခုနင်တို့အပြစ်အတွက်နင်တို့နှစ်ယောက်ကိုယိုက်တော့မှာ။ငါယိုက်ခံရတာထက်အသေးပိုနာတယ်။ဘိုးတော်ပင်နဲ့မမောင်ကျော်တို့ကအသက်သေးပင်ဖြစ်လင်ကစားသောသမီးကိုကာကွယ်ပေးလိုတဲ့တကြီးကိုစာနာသနာသွားကြလေတော့တယ်။တောက်ဆောင်ဘိုးတော်ပေကတကြီးနဲ့သူ့ရဲ့သမီးနှစ်ယောက်ကိုကြည့်ပြီးစကားဆုံးလိုက်လေရာ ကဲတကြီးခမားသမီးတွေကလုံးဝတီးမခံနိုင်တဲ့အဖြစ်ကိုလှုပ်ခဲ့တယ်။အမှန်ဆိုကြီးလေးတဲ့အဖြစ်ကိုပေးရမှာ။ဒါပေမဲ့သူတို့အစားခမားအရိုက်ခံထားပြီးပြီမို့ကျုပ်အပြစ်မပေးတော့ဘူး။နောက်တစ်ခါအခုလိုကိစ္စဖြစ်ခဲ့ရင်တော့ကျုပ်လုံးဝလက်မခံမှာလက်မခံဘူးနော်။အဲ့ဒါဆိုသူတို့ကမင်းမရိုက်တော့ဘူးပေါ့။မရိုက်တော့ဘူး။ကျုပ်ကိုလာရှာတဲ့သူလဲဘာဒုက္ခမှပေးမထားဘူး။အဲ့တော့သူတို့အပြစ်တွေကိုခွင့်လွှတ်လိုက်မယ်။စိတ်စုတမာတယ်။ပေတလူအထက်လန်းစီရာတွေကိုရွာပြင်ပြန်ပို့ပေးလိုက်ပါ။ တလုံးနဲ့ဘိုးတော်ပင်းနဲ့မမောင်ကျော်တို့ကကြောင်ဆုံးနေတဲ့မင်းမင်းငိုခေါ်ကစက်ကုန်းရွာမှနေထွက်လာခဲ့လေတယ်။ဘိုးတော်ပင်းနဲ့စက်ကုန်းဇလန်းကတော့ဂျီမာပဲပြီးဆုံးသွားခဲ့ပါပြီရှင်။စုံနေထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ကြောက်စီတိုင်းကိုဂျေဆုအထုပင်တင်ရှိပါရယ်ရှင်။စာရေးဆရာမောင်တင်စာအားလည်းဂျေဆုအထုပင်တင်ရှိပါရယ်ရှင်။ကောင်းသောညချမ်းလေးဖြစ်ကြပါစေရှင်။